အာဂမနဒိဋ္ဌိကိုလုတ်တဲ့အလုတ်ဟာတကယ်ကိုကောင်းချိုးတရားအနေနဲ့တုံ့ပြန်လာမှာလို့သိမြင်တဲ့အသိဉာဏ်နဲ့ရှင်ပြီးတော့လှူတယ်ဆိုအဲ့ဒါကြမှာပြည့်ဝတဲ့အကျိုးကျေးဇူးကိုရတယ်လို့မြတ်စွာဘုရားနာရီတထေကြီးကိုသုံးသင်ဆုံးမလိုက်တာပဲဒါဒါနကောင်းမှုလို့ရင်ကိုလှူတဲ့ပစ္စည်းကကိုအတိုင်းတာတစ်ခုရတယ် ညံ့တာလည်းဖြစ်ခြင်းဖြစ်မယ်ကောင်းတာလည်းဖြစ်ခြင်းဖြစ်မယ်ဘာပဲဖြစ်ဖြစ်ဟောဒီစိတ်တက်ဒီလိုအလေးနဲ့ထားတဲ့တလေးတစားလှုပ်တာအထီးကကြတယ်လို့မြတ်စွာဘုရားဆုံးမတာဖြစ်တယ်အဲ့ဒီမှာမြတ်စွာဘုရားကဝိလမပုံနာရှိရဲ့အတိတ်ကဇာချောင်းလေးတစ်ခုထက်သွင်းပြီးတော့နာရဝိတထေးကြီးကိုရှင်းပြတစ်ချိန်လုံးဟာတဲ့ ဝေလာမပုံနာကြီးဆိုတာပေါ်ခဲ့တယ်။ကရံချမ်းသာတယ်။အလွန်လွန်ချမ်းသာ။အလွန်ချမ်းသာတော့ရွှေတွေငွေတွေဗန္နာတိုက်တွေအလွန်ချမ်းသာ။သူကိုယ်တိုင်ကလည်းတရားတရားရှိတယ်။အဲ့လိုတရားတရားရှိပြီ။သူဟာလူမှုတမ်းမှုကိုဝါသနာပါလို့လှူတယ်။လှူလိုက်တာမှ အစာအစာထမင်းဟင်းဆိုတာထဲ့မပြောနဲ့နော်ထမရီချောင်းစီအလှကြီးပေးခဲ့တယ်သို့သောသူလှတဲ့ထဲမဲ့တံမိုးမဖြတ်နိုင်တဲ့ပစ္စည်းတွေပါဝေသာပြည့်ထဲထားတဲ့ရွှေခွဲက7400ရွှေအပြည့်ထဲထားတဲ့ငွေခွဲက7400ဆိုတာမျိုးတွေအဲ့လိုတကယ်တံမိုးရှိတဲ့ပစ္စည်းဥစ္စာတွေ ဆင်ပေါင်း၈၄၀၀ဆင်တစားတွေဆင်တားတဲ့ဆင်ပေါင်း၈၄၀၀အပြုကညာပေါင်း၈၄၀၀ကအစဗရမယာနှစ်ရောင်းတွေဝတ်ဆင်ထားတဲ့ပြုကညာပေါင်း၈၄၀၀ကအစ သူ့ဌာနမှာ မပါတာမရှိဌာနကောင်းမှုသူဟာအလေးနဲ့ထားပြီးတော့လုတ်တယ် ဘယ်လိုပဲအလေးနဲ့ထားတော်လဲပဲသူ့လက်ထက်မှာလာရောက်ပြီးတော့အလူခံကြတဲ့ပုဂ္ဂိုလ်တွေဟာတူးမှသူလူတဲ့ပစ္စည်းနဲ့ထိုက်တန်တဲ့ပုဂ္ဂိုလ်မပါဘူးလေလှူတော့လှူတာပဲသို့သောငါးပါးသီလတောင်မလုံတော့သီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်မရှိသည့်အတွက်ကြောင့်သူရည်စူးပြီးတော့လှူတဲ့အလူထဲမှာ ဓက္ခိနေယမြတ်သောအလှကိုခံယူတတ်တဲ့ပုဂ္ဂိုလ်ဆိုတော့တဥ္မမပါဘူးတဥ္မမပါရိအတွက်ကြောင့်သူ့ရဲ့ဒါနကိုဖွံ့ဖြိုးတိုးတက်အောင်တုံ့ပြန်ပေးနိုင်မဲ့အလှကပုဂ္ဂိုလ်မျိုးကတဥ္မမရှိအဲ့ဒီလိုနှစ်ပေါင်းများစွာဝေလာမဒါနကောင်းမှုတွေကြီးကျယ်လှုပ်ခဲ့တော်လဲပဲသာသနာ့ဘက်မှလှူရတာဖြစ်သည့်အတွက်ကြောင့်သူ့ရဲ့ဒါနကို ်ပုံမှုအကျိုးဖြစ်ထွန်းစေမဲ့ကိုချင်းသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကတယောက်မှဖြစ်ဘူးလို့ဆိုလို့အဲ့ဒါကြောင့်မလို့သူ့လူကြီးရဲ့ရလိုက်တဲ့ရလက်ကအမှန်တမ်းမှတံပိုးနဲတဲ့ပေးလိုက်ရတာအများကြီးရလိုက်တဲ့တံပိုးကအလွန်နဲတယ်လို့သူတို့ဆိုတယ်ဝေလာမရဲ့အလှဟာကုသိုလ်ကံရဲ့အကျိုးတရားဟာအလွန်နဲသွားတယ် ဘာကြောင့်နေတာရောလို့ဆိုဒီတုတ်တံမှာမြတ်စွာဘုရားကဝေလာမအလှကိုအလှကံပုဂ္ဂိုလ်နဲ့ပတ်သက်ပြီးတော့အလှကံပုဂ္ဂိုလ်ရဲ့ရှုထောင့်ကလည်းပဲဒါနကောင်းမှုကအရေးကြီးတယ်ဆိုတာကိုဟောကြားလို့ရဲ့အလှကံပုဂ္ဂိုလ်ကလည်းပဲကိုချင်းသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်ဖို့လိုတယ်ဒါမှလှူတဲ့ဒါနရဲ့အကျိုးဟာပို့ပြီးတော့ဖွံ့ဖြိုးတယ်လှူတဲ့ပုဂ္ဂိုလ်ကလည်းပဲ စိတ်နေသဘောထားတွေမှန်ကန်မှုလို့တယ်ဒါမှအလှဒါနာဖွင့်ဖြိုးတယ်လို့ဝတ်စုံပြီးွားဖို့အတွက်နာရဝေတထေကြီးပေါ့ဗျအဲ့ဒီဝေလာမဒါနာနဲ့ထိုက်တန်တဲ့ပုဂ္ဂိုလ်တူမှမရှိခဲ့ဘူးတဲ့ဆိုပြီးတော့မြတ်စွာဘုရားအနာရဝေတထေကြီးကိုပြောတယ်အခုဝေလာမပုံနာကြီးဆိုတာတဲ့ တခြားလူလို့မထင်နေနဲ့တဲ့။ငါဖျားကိုယ်တိုင်ဖျားလောင်းဘွားကဟုတ်တခုသောဘွားမှာဝေလာမပုံနာကြီးဖြစ်ပြီးဒီလိုဒါနကောင်းမှုမျိုးကိုငါပြုခဲ့တယ်။သို့သောအလူကပုဂ္ဂိုလ်ရဲ့ခွန်သိက္ခာအားနည်းသည့်အတွက်ကြောင့်ငါရဲ့အလူဒါနတွေဟာအကျိုးပေးတဲ့လောက်မပေးခဲ့ဘူးလို့ ဟောရဆက်ဗျာဒီလိုဟောတယ်တို့ဟောတယ်အဲ့တော့ဘုန်းကြီးတို့တွေနားလည်ရမှာကဒါနကောင်းမှုလုပ်တဲ့အခါမှာမိမိရဲ့စိတ်ဆွမ်းအားကြောင့်လည်းအကျိုးဖြစ်ထွန်းနိုင်တယ်အလူကပုဂ္ဂိုလ်ရဲ့အကျင့်ကုံကြောင့်လည်းပဲအကျိုးပေးမှုမှာထက်တန်းကြတယ်ဟောလို့နှမျိုးခွဲပြီးတော့မှတ်အောင်နော်နှမျိုးခွဲမှတ်